ရှေးလွန်နေပြီးတဲ့အခါကတိဟာကီရီဆိုတဲ့ပြည်နယ်မှာမင်းတစ်ပါးရှိပါတယ်။အဲ့ဒီမင်းကြီးကမိဖုရားတစ်ပါးရဲ့နဲ့သာအတူနိုင်ငံတော်ကိုအေးချမ်းစွာ အုပ်ချုပ်နေပါတယ်။ဒါပေမဲ့ကမကောင်းစွာနဲ့ပဲအဲ့ဒီမင်းကြီးမှာသာသမီရဲ့တနာမရှိခဲ့ပါဘူး။ဘာဖြစ်နေတာလဲမိဖုရားရဲ့ဒီရဲ့ဘိုင်းမှာမျက်နှာနဲ့အတော်မတရားလာပါလား။အမောင်မင်းကြီးရဲ့ကျမလည်းတခြားသူတွေလိုသားတော်လေးတစ်ပါးလောက်ရားကျင်လာပါပြီ။ ဘာလို့များကျမကိုနှကောင်းနှက်မြက်တွေကမမဆာချတာလဲမသိတော့ပါဘူးရှင်။အင်းအမောင်မင်းကြီးလည်းဘလို့လောက်ရမှန်းတော့မသိတော့ပါဘူး။ဒီလိုနဲ့အချိန်လေးကုန်လာတာလည်းအမြသူတို့နှုတ်စလုံးကပို့ပြီးတော့သာသမီရည်တနာအတွက်စိတ်ပူပန်လာကြရပါတယ်။နောက်ဆုံးမှာသာသမီရည်တနာဖြစ်ထုံးမှုအတွက်သားစုပန်ခြင်းများကို ပြုလုပ်ကြပါတယ်။အချိန်ကြာတာတော့ကံကောင်းစွာနဲ့ပဲသားရည်တနာဤတပါဖွားမြင်ခဲ့ပါတယ်။ ဝေဖွာလာတဲ့သားရည်တနာလေးကိုမင်းဖုံးငယ်လို့နာမည်ပေးကြပါတယ်။မင်းဖုံးငယ်မေရောရဲ့သားလေး။သားလေးကအရန်လီမာတာပဲ။အချိန်လေးကုန်လွန်ပြီးတော့မင်းဖုံးငယ်လေးကလူလာမြောက်လာတဲ့အခါမှာတော့မင်းဖုံးငယ်လေးရဲ့ရုပ်ရည်ကလူပြည်နဲ့ပြည်မြမပြည်သုံးခုလုံးမှာအလှပဆုံးမင်းတပါဖြစ်လာခဲ့ပါတယ်။အင်းဒီနန်းတော်ထဲမှာငါတနေကုန်နေရတာစိတ်ပြက်စရာပဲ။ဒီလိုနဲ့မင်းသားလေးက စိတ်ပြက်လည်းပြက်နဲ့တော့အတွင်တို့မင်းမူတန်းများနဲ့အတူခရီးထွက်ခဲ့ပါတယ်။ကဲအရှင်မင်းသားလှပါပြီးတော့စိတ်အေးချမ်းစေတဲ့နေရာကောင်းတွေကိုကျွန်တော်မျိုးတို့သိပါတယ်။ဟေးဟုတ်လားကောင်းတာပေါ့ဒါဆိုရင်ငါတို့သွားဖို့ပြင်ဆင်ကြစို့ကောင်းပါပြီရှင်မင်းသားဒီနေရာကတိတ်ကိုလန်းဆန်းတာပဲကွာမောင်မင်းတို့အရန်ကိုတော်တယ်ငါကိုတော့ကိုဒီလိုနေရာမျိုးကိုရှာပေးနိုင်တာတိတ်ကိုချီးကျူးတယ် ကျေးဇူးတင်ပါတယ်ရှင်မင်းသားဒီလိုနဲ့တော်တွေကပုံနှံနေစွာရောက်လာတဲ့ခါမှာတော့မင်းသားကသဘာဝအလှတရားတွေမှာနှိမ်ယုံနေခဲ့ပါတယ်ရုပ်ရည်ကြီးဆိုသလိုပဲမင်းသားရဲ့နှာခေါင်းဝါကိုထူကြတဲ့အနတ်တဏ္ဍန်ကရောက်ရှိလို့လာပါတယ်ဟာဒါပါရင်းနဲ့လေဒါဘယ်ကနေလာတာလဲအနတ်ကဘာလို့ဒီလောက်တောင်မှုန်းကြင်နေရတာလဲမောင်မင်းတို့မင်းတို့ရောဘာနဲ့ရလဲငါတယောက်တည်းပဲဒီအနတ်ကိုရနေရလား မဟုတ်ပါဘူးကျွန်တော်မျိုးတို့လည်းရပါတယ်ရှင်မင်းသားရဲ့အနန်းကအရန်ကိုနူးညံ့ပြီးတော့မှုေးနေတယ်ဟုတ်ပါတယ်ရှင်မင်းသားကျွန်တော်မျိုးလည်းထူးဆန်းစွာမှုေးနေတာကိုရနေပါတယ်ဒီလိုနဲ့ပဲမင်းသားလည်းစိတ်မထိန်နိုင်ပဲနဲ့အဲ့ဒီအနန်းရှိရာကို လိုက်သွားခဲ့ရာ ထူးဆန်းတဲ့အပင်တစ်ခုမှအသီးကြီးတစ်ခုအနေနဲ့တွေ့ခဲ့ရပါတယ်အရှင်မင်းသားအဲ့ဒီအသီးကရန်နန်းထွက်တာဖြစ်နိုင်တယ်ဟာ ဘသူကဒီအသီးကိုဒီတက်ပင်ပေါ်မှာထားခဲ့ရတယ်။အရန်ကိုမှုေးလိုက်တာ။အဲ့ဒီအသီးကလည်းရဏန်ရတာပဲနေမှာပါ။မင်းမူရန်တို့အဲ့ဒီအသီးကိုအခုယူပေးပါ။ကောင်းပါပြီရှင်မင်းသား။မင်းသားလည်းအဲ့ဒီအသီးကိုရရှိပြီးရဲ့နောက်မှာပဲအသီးကိုယူဆောင်လာပြီးတော့နန်းတော်သို့ပြန်လာခဲ့ပါတယ်။နန်းတော်ကိုရောက်တဲ့အခါမှာတော့ဒါတော့တောထဲမှာခီးသွားရတာအဆင်ပြေရဲ့လားပျော်ခဲရဲ့လား ပြောပါရဲမေတော်ရဲ့ဟင်ဓာတ်နဲ့တားရဲ့လက်ထဲကပါလေဘာမှမဟုတ်ပါဘူးရိုးရိုးအသီးလေးတစ်ခုပါပဲမေတော်ရဲ့ဒီလိုနဲ့အေးချမ်းနဲ့ညတစ်ကောင်ရဲ့အချိန်မှာမင်းသားကထုံးစံအတိုင်းအေးရဝင်ကအလွန်လှပတဲ့နတ်သမီးလေးတစ်ပါးကသူ့ရှိမှညင်သွားစွာပြုံးနေတယ်လို့အိမ်မက်မခဲပါရဲ့။ဟိုးအရန်လှတာပဲ။ဘယ်ကနတ်သမီးလေးလဲ။ ဘာလို့မင်းကအဲ့လောက်တောင်လှနေရတာလဲငါကိုတော့မျက်စိတော့မခွာနိုင်ဘူးငါနှသမီးလေးကိုမြင်နေရတာလားဒီလိုနဲ့မင်းသမီးရှိရာကိုသွားတဲ့ချိန်မှာတော့ဟာငါရဲ့လှပတဲ့နှသမီးလေးဘယ်ကိုထွက်သွားတာလဲမင်းမသူလဲဘာလို့ငါရင်တွေကအယံခုန်နေရတာလဲသူကစိတ်မကျေနပ်စရာနဲ့နန်းတော်တစ်ခုလုံးကို လိုက်ရှာလေရှာမတွေ့ခဲ့ပါဘူး သူ့ကိုဒီတိုင်းတော့သွားခွင့်မပြုသင့်ဘူးဒီလိုနဲ့မနေ့ရောက်လာတော့မင်းသားကသူ့ရဲ့မေတော်နဲ့ခမီးတော်ကိုကာရဝါပြုရန်အတွက်နန်းတော်ကိုသွားခဲ့ပါတယ်ကာရဝါပြုပြီးတဲ့အချိန်မှာတော့မေတော်နဲ့ခမဲတော်ကိုညာကအရန်လာပါတဲ့နတ်သမီးအိမ်မက်ကိုမခဲ့ကြအောင်ပြောပြခဲ့ပါတယ်ဟာတားတော်လေးကလေဒါကစိတ်ကိုရင်အိမ်မက်တသက်တစ်ခုပါ ဟုတ်တယ်တားတော်မေတော်တို့ဒီနန်းတော်မှာလည်းဘယ်နတ်သမီးမှမရှိဘူး တကယ်လို့ရှိတယ်ဆိုရင်လည်းတရေပဲဖြစ်ရမယ်ဟုတ်တယ်နော်ရှင်မင်းကြီးอืมဟုတ်ပါတယ်မေတော်နဲ့ခမီးတော်ပြောတဲ့အတိုင်းပဲငါတကယ်စိတ်ကူးရင်အိမ်မက်မှတ်ခဲ့တာပါလားတကယ်တော့ညာကပြောက်သွားတဲ့မင်းနဲ့သမီးလေးကသူ့တော်ရဲကနေယူလာတဲ့အလွန်မွေးကြိုင်တဲ့အသည်လေးကိုဝင်းနေခဲ့တာပါမေတော်တို့ခမီးတော်ကိုသွားပြီးတော့ကာရာပြုနေတဲ့အချိန်ကြမှာအဲ့ဒီအသည်မဲထဲမှာထွက်လာပြီးတော့မင်းနဲ့သမီးလေးကမင်းသားရဲ့အိမ်ယာကို ပြင်ဆင်ပေးခဲ့ပါတယ် ပြီးတော့အသီးမဲလေးကိုပြန်ဝင်သွားခဲ့ပါတယ်။မင်းသားမင်းဖုန်ငယ်ကသူ့အခန်းလေးကိုပြန်လာတဲ့အခါမှာတော့အခန်းကတသက်ရရနဲ့တွေ့လိုက်ရတဲ့အတွေ့အကြုံအရန်ကိုအံ့ဩသွားခဲ့ပါတယ်။ဟင်။ဘယ်သူကငါ့အခန်းကိုဒီလောက်တသက်ရရလုပေးထားတာလဲ။တကယ်ကိုထူးဆန်းတာပဲ။အာအရန်မွေးလိုက်တာ။ငါရဲ့အခန်းလေးကိုတိတ်တိတ်လေးဝင်လာပြီးတော့ဒီအလုပ်တွေကိုလှုပ်သွားတဲ့သူကိုငါအမိဖမ်းပြမယ်။ ဒီလိုနဲ့နောက်ပိုင်းမှာတော့သူကပရင်းပေါက်နောက်မှာပုံပြီးတော့အဆောင်ကြည့်နေခဲ့ပါတယ်။အဲဒီခါမှာမင်းနဲ့သမီးလေးကထုံးစံအတိုင်းပဲအသီးမဲ့ထဲမှာထွက်လာပါတော့တယ်။ဟာလှလိုက်တာအံ့ဩစရာပဲ။ငါညအိမ်မက်တဲ့နှသမီးလေးပဲ။ သူမကအေးရပြင်ဆင်နေတာကိုသူမျက်စီဖြင့်တိတိကျကျမြင်လိုက်ရတဲ့အခါမှာတော့သူကချက်ချင်းပဲနှသမီးလေးအနားသို့သွားရောက်ပြီးတော့ဖမ်းဆီးရသူမအလှုပ်ရှား၍မရနိုင်ဖြစ်ခဲ့ရပါတယ်။မလွတ်ဘူးမင်းကိုငါဖမ်းမိပြီ။ငါခန်းထဲမှာငါခွင့်ပြုချက်မရှိဘဲနဲ့ဘလို့လုပ်ပြီးဝင်ရဲတာလဲ။အရှင်မင်းသားလွတ်ပါအောင်နော်။ကျမကိုလွတ်ပါအောင်။ကျမလည်းဒီကိုဘလို့ရောက်လာမှန်းမသိပါဘူး။ ဘာလို့ရမှမသိလို့ရှေ့ရဲ့အလုပ်ကလေးတွေကျမလုပ်နေရပါရှင်မရေမောင်တော်ပြန်လာပြီလေမောင်တော်ရှင်မအတွက်တော်ပါလေးတွေယူလာခဲ့ရဲ့အရန်ကိုမွေးနေတာပဲရှင်မဘာမှလဲဖုံးမင်းငယ်ကနေရအနံ့အော်ခေါ်နေခဲ့တော့လေတုတ်ပြန်တဲ့ဟာတိတ်ဆိတ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာမိဖုရားကြီးကနန်းတော်တွေကနေ ထွက်လာပြီးတော့ဒါတော့ဒီမှာမင်းရဲ့ရှင်မမရှိတော့ဘူး ဲ့ဒီတရေမကဒီမှာမရှိတော့ဘူး။မင်းဖုံးငယ်ကစိတ်တန်ရာရှသွားပြီးတော့မင်းမေဖျားဘာတွေပြောနေရလဲ။ဒါတော့ဘာတခုမှနားမလဲတော့။မိဖုရားကြီးကမင်းရဲ့ရှင်မကတရေပါ။နောက်ပြီးတော့ဒါတော့ကမရိပ်မိဘူးလား။ဒါတော့ရဲ့အခန်းထဲမှာအသေးကြီးတုံးရှိတယ်လေ။အဲ့ဒီအသေးကြီးနဲ့မင်းရဲ့ရှင်မကတခုခုပတ်သက်နေလို့အဲ့ဒီအသေးကြီးနဲ့မင်းရဲ့ရှင်မကိုတောထဲကိုဆုံးပြဖို့အတွက်မင်းမူတန်းတွေကိုအမိန့်ပေးခဲ့တာပါ။ ။ပါရဲ့အခုဆိုရင်တော်ရိုင်းတလေးဆန်နေစားတာကို ခံနေရပါပြီ။သားတော်သူ့ကိုလိုက်ရှာမနေပါနဲ့တော့။မေတော်ကပြောလိုက်တဲ့အခါမှာတော့ဖုံမင်းငယ်ဟာအရန်ကိုစိတ်ထိခိုက်ပြီးတော့မဟုတ်ဘူးမဟုတ်ဘူးမေတော် ကျွန်တော်မျိုးရဲ့ရှင်မကတရေမဟုတ်ဘူးဘာဖြစ်လို့ဒီလိုလုပ်ရတာလဲရှင်မရဲ့မင်းအဖြစ်ကစိုးလာကြည်လားရှင်မတရေမဟုတ်တာမောင်တော်သိပါတယ်မောင်တော်စီပြန်လာခဲ့ပါနော် ီလိုနဲ့မင်းဖုံးငယ်ကသူ့ရဲ့ရှင်မကိုတန်းတရင်နဲ့တတိလစ်သွားခဲ့ပါတယ်။တတိပြန်ရလာတဲ့အခါမှာတော့တခြားပြည်နယ်ကမင်းသမီးတူရီမဲဟာသူ့ကိုပြုစုနေတာကိုတွေ့လိုက်ရပါတယ်။တူရီမဲကမောင်တော်မောင်တော်နေကောင်းရဲ့လားမိလိုက်တဲ့အခါမှာတော့ဖုံးမင်းငယ်ကဟမ်အတင်ကဘယ်သူလဲငါကိုမထိနဲ့ငါစီကနေထွက်သွားငါမကြိုက်ဘူးငါအသားကိုမထိနဲ့တူရီမဲက အရှင်မင်းသားကျမကမင်းကြီးရဲ့အမိန့်တော်နဲ့လာခဲ့တာပါကျမကိုဘာလို့မောင်းထုတ်နေရတာလဲသွားငါမင်းကိုဂူးမဆိုင်ဘူးဘသူအမိန့်နဲ့လာလာငါဂူးမဆိုင်ဘူးငါမျက်စိရှိကနေထွက်သွားဘာလို့ကျမကိုဒီလိုခါခါတီးတီးမောင်းထုတ်နေရတာလဲကျမကတစိမ့်မဟုတ်ပါဘူးအရှင်မင်းသားရဲ့မိဖုရားအစ်စ်ပါသူရီမေကပြောတဲ့အခါမှာတော့ဖုံးမင်းငယ်ကမဟုတ်ဘူးငါဘယ်သူမှမယူနိုင်ဘူး ငါမမင်းနဲ့သမီးရှိတယ်။ငါမဇနီးတယောက်ဝယ်ရှိတယ်။မင်းကထွက်သွား။ခမမနဲ့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမိဖုရားကြီးရောက်လာပြီးတော့"တားတော့ဘာလို့ဒီလောက်អော်နေရတာလဲ"မိမေဖုရား"ကျွန်တော်မျိုးမမင်းသားလေးကိုအရန်ကြောက်ပါတယ်။ကျမအရန်ကြောက်တယ်။မကြောက်ပါနဲ့သမီးတော်ရဲ့။တားတော်လေးကသူ့ရဲ့မိမတရေမရဲ့အမော်အတက်တွေကြောင့်အခုလိုမျိုးဒေါသတကြီးဖြစ်နေခဲ့တာပါ။သမီးတော်မကြောက်ပါနဲ့နော်။ ဒီလိုနဲ့အချိန်ကြာလာတဲ့အခါမှာတော့မိဖုရားကြီးကမင်းနဲ့မယ်မင်းသမီးလေးကိုမကောင်းကြံခဲ့တဲ့အတွက်နှကောင်းနှမ်းမြက်တွေရဲ့ကျေးဇူးကြောင့်ယခုရသေးဖြစ်နေတဲ့မင်းနဲ့မင်းသမီးလေးကပညာပြန်ပြီးတဲ့အနေနဲ့နန်းတော်လေးကိုမွေးတကောင်ဆေလိုလိုက်ပါတယ်။ ။ဒီနေ့မှာတော့နန်းတော်တွေကိုရောက်သွားတဲ့မွေကြီးကမိဖုရားကြီးကိုပောင်းမိခဲ့ပါတယ်။မိဖုရားကြီးကမွေအကိုက်ခံရတဲ့အတွက်မွေစိတ်တင့်နေတဲ့အချိန်မှာတော့မင်းကြီးကမိဖုရားကြီးကိုဦးသားဖို့အတွက်နန်းတွင်းတမားတော်တွေအပြင်နိုင်ငံအ내ကအထူးကြောင့်နဲ့တမားတော်တွေကိုရှာခိုင်းပါတော့တယ်။အဲ့ဒီတဲ့ဟာရသေမင်းနဲ့မေစီကိုရောက်သွားပါတော့တယ်။အဲဒီအချိန်ကငါရဲ့အခွင့်ကောင်းအခါကောင်းအချိန်ပဲ။ဒီခွင့်ရေးကိုအသုံးချပြီးတော့ငါနန်းတော်တွေကိုဝင်ရမယ်။ ်မိဖုရားကြီးရဲ့ကျမကတင့်ကိုနာကျင်အောင် လုပ်ဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူး။ကျမရဲ့ခင်မုန်းကိုတွေ့ချင်အောင်တတ်တတ်ပါ။ကျမကိုခွင့်လွှတ်ပေးပါနော်။ဒီလိုနဲ့ရသေးဖြစ်နေတဲ့မင်းနဲ့သမီးလေးကမိဖုရားကြီးကိုစိတ်ကူးနဲ့တောင်းပန်လိုက်ပါတယ်။ဒီလိုနဲ့နန်းတော်လေးကိုရောက်တော့ရသေးမင်းနဲ့သမီးကမိဖုရားကြီးကိုစိတ်ကူးသပေးလိုက်ပါတော့တယ်။မိဖုရားကြီးကပြန်ပြီးတော့ကျမ်းမာလာတော့မင်းကြီးကကျေးဇူးဆက်တဲ့အနေနဲ့"ကဲအရှင်ရသေး" အရှင်ရသိကိုကျေးဇူးဆက်တဲ့အနေနဲ့ပါလိုချင်တယ်ပြောပါ။ငါရဲ့မိဖုရားကိုကုသပေးတဲ့အတွက်မင်းပါပဲလိုချင်လိုချင်ငါပေးနိုင်ပါတယ်။ဒီလိုနဲ့ရသိကဒါဆိုရင်တောင်းဆိုစရာရှိပါတယ်။မင်းကြီးရဲ့သားတော်မင်းဖုံးငယ်ကိုကျုံနဲ့အတူတူခဏလောက်တောထဲကိုလိုက်စီခြင်းပါတယ်။ကျုပ်ကိုတပတ်လောက်ဖြစ်ဖြစ်အလုပ်ကြီးပြုစီခြင်းပါတယ်။ကောင်းပြီဒီတောင်းဆိုမှုကအရန်ကြီးရေးကြီးခွင့်ခြင်းမဟုတ်ပါဘူး။ ငါကိုယ်တိုင်ခွင့်ပြုတော်မူပါတယ်။မိဖုရားကြီးကဒါတော့မဖြစ်ဘူးထင်တယ်မင်းကြီး။ဒါတော့ကလက်ထက်ရအောင်မယ်လေ။မဖြစ်မနေလိုက်ရမယ်ဆိုရင်လေဒါတော့ကိုမြန်မြန်ပြန်စီခြင်းပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့လက်ထက်ပွဲမမိမှဆိုးလို့ပါ။မင်းကြီးကကောင်းပါပြီမိဖုရားကြီးရဲ့ဒီလိုနဲ့သူတို့ကသဘောတူလိုက်ကြပါတယ်။အဲဒီနောက်မှာတော့ရသေးမင်းနဲ့မေက မင်းဖုံးငယ်ကိုတော်ရဲကိုခေါ်သွားပြီးတော့သူမကိုအလုံးကြီးပြုခိုင်းခဲ့ပါတယ်။ခဏကြာမှာတော့အလုံးကြီးပြုနေတဲ့မင်းဖုံးငယ်ကသူ့ရဲ့ရှင်မမင်းနဲ့သမီးအတုံးပြုခဲ့တဲ့တစ်တီးမဲကိုမင်းဖုံးငယ်ကတွေ့သွားပါတယ်။ဟာထူးဆန်းတဲ့အနံ့ပဲ။ဟာတီးမဲပဲ။ငါရဲ့ခံတွေကအတီးမဲပဲ။မင်းနဲ့မဲဝင်ပုံခဲ့တဲ့အတီးမဲပဲ။ငါရဲ့ရှင်မငါရဲ့ရှင်မကရောဘာမှလဲ။ ရှင်မရဲ့ဒီအနီးနားမှာမင်းရှိနေလားရှင်မကိုမောင်းတော့တိတ်လန်းတာပဲ ရှင်မပဲရောက်နေတာလေမင်းပုံငယ်ကအံ့ဩပြီးတော့ရသိမင်းနဲ့မေကိုမိတဲ့အခါမှာတော့ရသိကအတေမင်းသားဒါကတဲ့ရဲ့စိတ်ကူးရင်မူပါဒီမှာမင်းနဲ့မေဆိုတာလည်းမရှိပါဘူးမဟုတ်ဘူးရသိကိုတော်သိပါတယ်ဒီအသီးမဲ့ကိုပတ်ထားတာကရှင်မမင်းနဲ့မေမင်းသမီးလေးရဲ့အဝတ်စားတွေပါ ကိုတော်သိပါတယ်။ကိုတော်ရှင်မပစ္စည်းတွေကိုတွေ့တော့ကိုတော်သူ့ကိုတိတ်လွမ်းတယ်။အချိန်နေဘလောက်ကြာကြာကိုတော်သူ့ကိုမမေ့နိုင်ဘူး။ကိုတော်နှလုံးသားထဲမှာဇနီးတစ်ယောက်ပဲရှိတယ်။အဲ့ဒါကမင်းနဲ့မင်းသမီးပဲ။ဒီလိုနဲ့ရသေးကမင်းဖုံးငယ်ရဲ့စကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့အင်းမောင်တော်ရဲ့ကျမမောင်တော့ကိုအမှန်တိုင်ပြောပြခြင်းပါတယ်။ဒါပေမဲ့ကျမပြောပြလိုက်ရင် ကျမတို့ထက်တွေ့ဖို့အခွင့်အရေးကရတော့မှာမဟုတ်ဘူး။ကျမဘသူဆိုတာကိုသိသွားရင်၎င်းနှမ်းမြတ်တွေကိုသတိပေးထားတဲ့အတိုင်းကျမကြောက်တုံးဖြစ်ရတော့မှာပါမောင်တော်ရဲ့ဒီလိုနဲ့တပတ်ပြည့်တဲ့အခါမှာတော့မင်းဖုံးငယ်ကနန်းတော်စီကိုပြန်သွားခဲ့ပြီးတော့သီရဘူတာမင်းသမီးနဲ့လက်ထပ်ခဲ့ရပါတော့တယ်အဲ့ဒီလက်ထပ်ပွဲမှာယသိမင်းနဲ့မယ်လေမင်္ဂလာပွဲကိုတက်ရောက်ခဲ့ရပါတယ်ခင်မောပြည်သူမင်းဖုံးငယ်ရဲ့မင်္ဂလာပွဲကိုမျက်မြင်ကိုယ်တွေ့ကြုံနေရတဲ့ယသိက မောင်ကြီးကတကယ်ကိုရက်ဆက်တာပဲရှင်မကိုမောင်ကြီးတကယ်ချစ်တာဆို ရှင်မတယောက်တည်းကိုပဲချစ်တာဆိုအခုတော့မောင်ကြီးအရင်ရက်ဆက်တယ်ဒီလိုနဲ့စိတ်ရှုပ်ထွေးနေတဲ့ရသိကိုမြင်တော့မင်းဖုံးငယ်ကအင်းရသိကနန်းတော်နဲ့နေသားတချမဖြစ်နေတာထင်တယ်နန်းတော်လေးကို ရောက်တာနဲ့သူ့ရဲ့မျက်နှာကအလိုလိုညှိုးငယ်နေတယ်ဒါပါဖြစ်လို့ပါလေပြီးတော့ဒီရသိကိုကြည့်ရတာ ငါးစိတ်တွေကအလိုလိုမကောင်းဖြစ်နေတယ်။မင်းဖုံးငယ်ကရသေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေဟန်ကိုမင်းဖုံးငယ်ရဲ့မိဖုရားအသိဖြစ်တဲ့တူရီမေက မောင်တော်မောင်တော်မျက်နှာက မကြည့်တာလိုက်တာ။ဘာဖြစ်နေတာလဲ။ရှင်မကိုပြောပါ။အိုးဘာမှမဖြစ်ပါဘူး။ဘာမှမဖြစ်ဘူး။อืมမောင်ကြီးကအဲ့ဒီရသေးအိုကြီးကိုပဲခ ्यू ဆိုင်နေတယ်။ငါနဲ့လက်ထက်ထားတဲ့ပူပူနွေးနွေးတော့ငါ့ကိုဝီးမဆိုင်ဘူး။ ငါ့ကိုစိတ်မပူဘူး။အဲ့ဒီရေတဲကြီးကိုပဲစိတ်ပူနေတယ်။တခုခုတော့တခုခုပဲ။ဒီလိုနဲ့ဒူရီမေဟာရေတဲကိုတော့မနာလိုဖြစ်တဲ့စိတ်ကြောင့်တနေ့မှ ဖုံးမင်းငယ်အပြင်သွားတဲ့အချိန်မှာဖျားချင်အောင်ဟန်ဆောင်ခဲ့ပါတယ်။ဖျားချင်အောင်ဟန်ဆောင်ခဲ့ပြီးတော့ရေတဲကိုကူတာဖို့အတွက်တောင်းဆိုပါတော့တယ်။ရေတဲ၊ငြင်းငြင်းဝဲလာခဲ့ပါ။ငါရဲ့ရင်မကအရန်ကို အောင့်နေတယ်။ ငါ့ရဲ့ရင်မတ်တွေအရန်ကိုအောင့်နေလို့ငါ့ရဲ့ရင်မတ်ကိုမင်းဆန်းကြည့်ပေးပါ။မင်းသမီးကျုပ်ကရသေးပါမသိတော့ပါဘူး။မင်းသမီးကို ကုသဖို့အတွက်ကျုပ်မသိတော့ပါဘူး။မဟုတ်ဘူး။ငါ့ရဲ့အမိပဲ။ငါကဒီကမင်းရဲ့မိဖုရားပါ။ငါ့ရဲ့အမိမှာအခုငါရမ်းနာနေတယ်လေ။ငါ့ကိုစိတ်ကူပေးပါ။ မင်းနဲ့မေကတူရီမေရဲ့အမိန်ကိုလိုက်နာတဲ့အခါမှာတော့တူရီမေက သူမကိုဆွဲပြီးတော့တင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတယ်။မင်းသမီးဒါဘာလုပ်တာလဲ။လှုပ်ပါ၊ကျုပ်ကိုလှုပ်ပါ။ဒီလိုနဲ့တူရီမေကမင်းသားပြန်ရောက်လာတဲ့အချိန်ကိုကြိုက်ပြီးတော့သူမကိုနှောက်ရက်တယ်လို့ဆွဆွဲလိုက်ပါတယ်။မောင်တော်ဒီရေသေးကကျမကိုနှောက်ရက်နေတယ်။ကျမကိုဖျက်ဆီးဖို့သူလုပ်နေတယ်။မဟုတ်ဘူး။မဟုတ်ဘူးအရှင်မင်းသား။ဒါကနားလည်မှုလဲတာပါ။ ကျုပ်မင်းသမီးကိုနှောက်ရက်တာမဟုတ်ပါဘူးကျုပ်မင်းသမီးကိုဆေးကုပ်ပို့လာတာပါဒီလိုနဲ့မင်းဖုံးငယ်ကအမျက်ဒေါသထွက်ပြီးတော့ငါးမျက်လုံးနဲ့တက်အပ်မြင်တာလေရသည့်မင်းငြင်းချင်သေးတာလားဒူရီမေကဟုတ်တယ်မောင်တော်သူကအရန်ရုပ်မာတာပဲသူ့ကိုဒီမှာမထားသင့်ဘူးသူ့ကိုထောင်သွင်းအကျဉ်းချပြီးတော့ကွက်မြတ်တဲ့နေမင်းဖုံးငယ်ကမယုံနိုင်စရာပဲ ငါမင်းကိုအယမ်းယုံကြည်ခဲ့တယ်လေးလေးလေးစားခဲ့တယ်ဒီလိုအချင်းရုပ်တဲ့မင်းကိုငါအရှင်မထားဘူးခွင့်မြတ်ခိုင်းမယ်မဟုတ်ဘူးမင်းသားနဲ့မင်းသမီးတို့မှားနေတာပါမင်းသမီးကစေးကုဖို့ခေါ်လို့ကြုံအမိတ်ကိုလိုက်နာပြီးတော့စေးကုယုံတတ်တတ်ပါတော်ပြီမပြောနဲ့တော့စကားမပြောနဲ့တော့မင်းမူရန်တွေအာနာဘဂဝတာတွေသူ့ကိုခေါ်ပြီးတော့ဒီရေသေးကိုကွက်မြက်လိုက်ကြစမ်း မင်းနိုင်မေကမင်းဖုံးငယ်ကိုခွင့်လွှတ်ပေးဖို့တောင်းပန်တော့တဲ့ဒေါသထွက်နေတဲ့မင်းဖုံးငယ်က"သူမရဲ့တောင်းပန်မှုကိုနားမထောင်ခဲ့ပါဘူး။"မောင်တော့ဘာလို့ကျမကိုမယုံရတာလဲ။ကျမကမောင်တော့ရဲ့ဇနီးပါ။မောင်တော့ရဲ့အခုတော့ကျမကိုကွက်မြတ်တော့မယ်ပေါ့။မဖြစ်ပါဘူး။နောက်ဆုံးအနေနဲ့မောင်တော့ကိုရှင်မဘသူလဲဆိုတာကိုနောက်ဆုံးပြသသွားပါမယ်။ မောင်တော်ကျမက မောင်တော်ရဲ့ဇနီးမင်းနဲ့မယ်ပါဘာဘာရီပြောနေတာလဲငါရဲစိတ်ရှုပ်ထွေးနေရနော်သူမကမင်းနဲ့မယ်ဖြစ်ကြအောင်တသက်ပြဖို့အတွက်သူမဝတ်ထားတဲ့လက်စုပ်ကို ချွတ်လိုက်တဲ့အခါမှာတော့ရသေးအတွင်ကနေပြီးတော့မင်းသမီးမင်းနဲ့မယ်အဖြစ်ပြန်ပြောင်းသွားခဲ့ပါတယ်မောင်တော်ကျမကိုယုံပြီမလားကျမအခုမင်းနဲ့မယ်ပါ ကျမအခုလိုတသည်ပြလိုက်တဲ့အတွက်မောင်တော့ကိုကျမထာဝရနှုတ်ဆက်ရတော့မယ်။နှုတ်ဆက်ပါတယ်မောင်တော့ရဲ့။အဲ့လိုပြောပြီးတော့မင်းနဲ့မင်းသမီးကကြောက်ရွံ့ဖြစ်သွားခဲ့ရပါတော့တယ်။ဝမ်းနေစရာကောင်းတာကတော့မင်းနဲ့မေကသူ့ကိုကွက်မြတ်တော်မဲ့အချိန်မှာသူ့ရဲ့အချက်တွေကိုသူ့ရဲ့ခင်မောမင်းဖုံးငယ်သိစေအောင်ကြောက်ရွံ့အဖြစ်နဲ့စတီးပြီးတော့ပြသသွားခဲ့တာပါ။ဒီလိုနဲ့ဒီမြင်ကွင်းကိုတည်နေတဲ့နတ်မင်းကြီးကရောက်လာပြီးတော့ ်မင်းသားရဲ့ရှင်မကိုမိဖုရားကြီးရက်ဆက်ယုံမာခဲ့တဲ့အကြောင်းစုံကိုရှင်းပြသွားခဲ့ပါတော့တယ်။မင်းဖုံးငယ်ကအဖြစ်ပြက်အလုံးစုံကိုတည်လိုက်ရတဲ့အခါမှာတော့သူရဲ့ချစ်လာစွာသောရှင်မအတွက်ယူကျုံမရဝမ်းနေပက်လက်ဖြစ်ခဲ့ရပါတော့တယ်။မိဖုရားကြီးကလည်းမေတော်မှားပါတယ်တားတော်ရဲ့။မေတော်ကိုခွင့်မလို့ပါနဲ့။ဟုတ်တယ်မဲတော့ကိုဘရောမှခွင့်မလို့ဘူးမဲတော့ကိုကျွန်တော်မျိုးအသက်ရှင်နေတဲ့၍နာကျင်းနေမှာပဲ အဲ့ဒီချိန်ကနေစပြီးတော့မင်းဖုံးငယ်ကအနန်းတော်ထဲမှာချစ်မြတ်လို့ရတဲ့မင်းသမီးမင်းနှမယ်ကို လွမ်းဆွတ်တဲ့စိတ်မိဖုရားကြီးပေါ်နှာကြီးတဲ့စိတ်တွေနဲ့ပဲတသက်လုံးနေထိုင်သွားခဲ့ရပါတော့တယ်။